Google App မှာတွေ့ရပြီမယ်လက်တွေ့သွားရောက်ကြည့်ရှုဖို့မဖြစ်နိုင်တဲ့လေးဝဲစမ်းကြည့်နေရများအားလုံးပဲမင်္ဂလာပါဘကန်အတင်းတင်းမဲ့ channel ကနေကြိုဆိုပါတယ် Google App ပေါ်မှာတွေ့ရတဲ့နေရာတွေထဲမှာလက်တွေ့ပေါ်ရမှာလုံးဝသွားရောက်ကြည့်ရှုဖို့မဖြစ်နိုင်လောက်လေးဝဲစမ်းကြည့်ပြီးကြောက်မက်ဖွယ်ရကောင်းတဲ့နေရာတွေအများကြီးရှိပါတယ်အဲ့ဒီနေရာတွေကိုသွားရောက်ဖို့မဖြစ်နိုင်တဲ့အကြောင်းရင်းကိုတင်သိမယ်ဆိုရင်ဒေချာပေါက်ကြောချမ်းသွားမှာပါဒါဆိုရင်ဘယ်နေရာတွေဖြစ်မလဲကြည့်လိုက်ရအောင်ပါနံပါတ်1 Pomsky Crater ပထမဆုံးအနေနဲ့ရုရှားနိုင်ငံစိုက်ဘီးရီးယားမှာတွေ့ရတဲ့ ဖမ်စကီမီတောင်ဝါကိုကြည့်ရအောင်ပါဒီမီတောင်ဝါကပေ330မြင်ပေ920အကျေးရှိပြီးစိုက်ဘီးရီးယားရဲ့တိုင်ဂါဒေါ်နတ်ကြီးထဲမှာတစ်ပင်တွေနဲ့ဝိုင်းရံလျက်ထုံးချောက်ကြီးတက်တက်နဲ့ဖွဲ့စည်းထားတာပါနေပေါင်း150ခန်းကဖြစ်ပေါ်ခဲ့တယ်လို့ယူဆရပါတယ်ယတိဒေတာကအဗန်တီလူမျိုးများကဒီနေရာကိုမကောက်ဆိုးဝါးများရဲ့နေရာလို့ယုံကြည်ကြပြီးအနာကိုလုံးဝမကဲ့ခဲ့ကြပါဘူး1949ခုနှစ်မှာသူတွေတူပထမဆုံးချိန်တွားရောက်ခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီနောက်ပိုင်းမှာ ဖော့မ်စကီကိုတွားရောက်ဖို့ကြိုးစားတဲ့သူတွေကတချို့ကအသက်မရှိမဲတေဆုံးခဲ့ရတာမျိုးရှိပါတယ်။အထူးသဖြင့်တော့2005ခုနှစ်မှာ Heath Jennyvarov ဆိုတဲ့သူတယောက်ဟာမီးကြောင်ဝါနဲ့၃မိုင်ကွာလောက်မှာရုတ်တရက်တေဆုံးခဲ့တာကဘေဟီတီကိုပို့ထိုးစေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်တွေ့ခဲ့ပြီမဲတိကက်တန်ရာသို့မဟုတ်ဓာတ်ရောင်ကြီးတင်းမှုတစ်ခုမှမတွေ့ရပါဘူး။ဒီနေရာကိုမီးကြောင်ဝါလို့ခေါ်ပြီမဲဥက္ကာခဲကြောင်ပြန်ပေါ်လာတာမဟုတ်တလို့။ဘာကြောင့်ဖြစ်ပေါ်ခဲ့တယ်လဲဆိုတာကိုလေဒေချာမသိရသေးပဲမီးကြောင်သို့မဟုတ်ဂျန်ဝေးပေါက်ကွဲမှုကြောင့်ဖြစ်နိုင်တယ်လို့တချို့ကယူဆကြပါတယ်။ ပို့ပြီးတော့ထူးဆန်းတာကဒီနေရာပတ်ဝန်းကျင်ကတစ်ပင်တွေဟာချန်တို့ပိုင်းကြီးကတစ်ပင်တွေလိုပဲအရွယ်စားအများကြီးပိုကြီးမားနေပြီမြဲတက်ရောက်ကြီးပမာဏကပုံမှန်ဖြစ်နေတာပါပဲဒီနေရာဟာလူတွေနဲ့တစ်ပင်တွေပေါ်ဘာကြောင့်ဒီလိုထူးခြားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေတာလဲဘယ်သူမှဖြေမရှာနိုင်သေးပါဘူးအနည်းဆုံးမျိုးကမိုင်ပေါင်းရာနဲ့ချီဝေးပြီးလမ်းတွေလည်းမရှိတာကြောင့်တွားရောက်ဖို့ဆိုတော့လုံးဝနေပါမဖြစ်နိုင်ပါဘူးနံပါတ်1ဘာဟွန်ဖစ်တွင်ကြီးနောက်ထပ်ကြောက်စရာကောင်းပြီးလေဝဲချက်ရှိတာကရေမင်နိုင်ငံအယ်မာဟာတဲကန္တာရာထက်ကဘာဟောက်ဖိတ်ပါ ဒီတွင်ကြီးကပေးတထောင်ကျဲရှိပြီးတော့လူလောလက်ရလူမျိုးလုံးဝနေပါတယ်။ဒေကနာယခီးသွားတွေကအဲ့ဒီတွင်ကဆိုးရွားတဲ့အနန္တတ်တွေထွက်နေတယ်လို့ပြောခဲ့ကြပြီးမယ်။ဘလောက်နဲ့နေမှန်းတော့မသိပါဘူး။၂021ခုနှစ်မှာဇူးစမ်းရှာပွေသူတွေပထမဆုံးချိန်တွင်းထဲကိုဝင်ရောက်တဲ့အခါမှာတွင်းထဲမှာနေထောင်များစွာကပြုတ်ကျခဲ့တဲ့ဒလိစံရုပ်ကြွေးအနေနဲ့အံ့ဩစရာကောင်းတဲ့လိုင်ကိုစနစ်တစ်ခုကိုပါတွေ့ရှိခဲ့ပါတယ်။တွင်းရဲ့အနက်ကပေ360ရှိတယ်လို့တွေ့ရှိခဲ့ရပြီးမယ်။၂021နောက်ပိုင်းမှာတော့ ဘယ်သူမှပြန်မဝင်နိုင်တော့ပါဘူးစိတ်ဖြစ်နေတဲ့နိုင်ငံတနိုင်ငံရဲ့လူသူမနည်းတဲ့နေရာမှာတည်ရှိနေတာကြောင့်ရောက်ဖို့ဆိုတော့အလုံးမင်း NDA များလာပါတယ်နံပါတ်3 Lease of Pantagran Gaston Gazastan နိုင်ငံ Lease of New အနီးမှာတွေ့ရတဲ့ Lease of Pantagran ကလည်းအန်အောဆရာပါ Google Earth သုံးဆွဲသူတို့ကရှာတွေ့ခဲ့တာဖြစ်ပြီးတော့ဒီ Pantagran ဟာဘေး12200ကျော်ကျယ်ဝန်းပါတယ် Saturn Water ရဲ့သင်္ကေတဖြစ်တဲ့ Pantagran ကြီးအောင်အနည်းဆုံးမြို့နဲ့ဆက်နမိုင်လောက်ဝေးတဲ့လူသူဝေးရမှာတည်ရှိနေတာကလူအများရဲ့အာရုံကိုဖန်ဆာခဲ့ပါတယ် ဒါဆိုဗီယက်ခေတ်ကစွန့်ပစ်ထားတဲ့ကျေပုံစံပန်းချံဟောင်းရဲ့အကျဉ်းချံဖြစ်နိုင်တယ်လို့တချို့ကယူဆကြပေမဲ့လူသူမနီးတဲ့နေရာမှာဘာကြောင့်ပန်းချံဆောက်ရတာလဲဘယ်သူမှမရှင်းပြနိုင်သေးပါဘူးဒီအရာကိုဖန်တီးခဲ့သူဘယ်သူလဲရည်ရွယ်ချက်မှန်ကပါလေဒီကနေ့ထိလူဝဲချက်တိုင်းရှိနေသေးပါပဲနံပါတ်၄အီယာမသုံးတက်ခံတက်ကြီးအယ်ဂျီးရီးယားနိုင်ငံစာရသေးကန္နာရအလဲဘိုဟိုမှာတွေ့ရတဲ့ကဇာဒရာလို့ခေါ်တဲ့အီယာမသုံးတက်ခံတက်ကြီးကလည်းကပ္ပပေါ်မှာအလီဝဲဆောင်အဆောင်ဖြစ်နေပါလေ ဘသူကဘယ်ချိန်ဘာကြောင့်စောက်ခဲ့တယ်လဲဘသူမှမသိပါဘူးဒီအဆောင်ကထူးခြားတဲ့ဘီသူကလက်ရပုံစံရှိပြီးအတွင်းထဲမှာဂျူးတင်ကေတာများပါရှိနေတာကလည်းဘဟေဒီကိုပူကြီးစေပါတယ်ဒီနေရာကိုသွားဖို့ကလေရင်သို့မဟုတ် ATV နဲ့သာသွားလို့ရပြီးတဲကနာရရဲ့အပူချိန်လိုကဲမှုနဲ့ဝေးလံမှုကြောင့်ခီးစဉ်ကအလွန်အန္တရာယ်များပါတယ်နံပါတ်ကနျူကလ িয়ার စံတပ်ဌာနနောက်တစ်ခုကအမေရိကန်နိုင်ငံနယူးမက္ကဆီကိုပြည်နယ်ကနျူကလ িয়ার စတူရမ်းမှိုင်ပါပဲဒါကတော့ တမိုင်ပက်လက်စူရန်ပုံစံတရားတစ်ခုဖြစ်ပြီးတော့အမေရိကန်စစ်တပ်ကလျှို့ဝှက်ထားတဲ့ White Sand ဒုံးကျည်စမ်းသပ်ရေးစခန်းအတွင်းမှာနျူကလ িয়ার ပုံစမ်းသပ်ဖို့အသုံးပြုတဲ့နေရာပါခွင့်ပြုချက်အရစစ်ဘက်ဝန်ထမ်းတွေကလည်းလို့အများပြည်သူလုံးဝဝင်ရောက်ခွင့်မရှိတာကြောင့်တွားရောက်ဖို့မဖြစ်နိုင်ပါဘူးနံပါတ်6 Buffet Island တွားရောက်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့နေရာတွေအကြောင်းပြောရမယ်ဆိုရင်ဒီကဘာပေါ်မှာလူနေထိုင်ရာနဲ့အဝေးကွာဆုံးကျွန်းဖြစ်တဲ့ Buffet ကျွန်းကိုလည်းပြောရပါမယ် ဒေါ်အတ္လန်တိတ်သမုတ်တရားအလဲမှာရှိပြီးတော့အနည်းဆုံးလူနေရက်နဲ့မိုင်1400ကျော်ဝေးကွာပါတယ်ရေခဲဖုံးနေတဲ့မြေလို့ကြောက်တုံးလို့မြင်ရပေမဲ့ကျုံးအောင်မှာအချိန်မရွေးပောက်ကွဲနိုင်တဲ့မီးတောင်ရှင်ရှိနေပါတယ်ပိုအန်ဒီရဲ့များလာကကျုံးပတ်ပတ်လေကလိုက်နေတာကဘာပေါ်မှာအကြီးဆုံးနဲ့အကြမ်းတမ်းဆုံးဖြစ်ပြီးပေ80ကျော်တာမျိုးတော်မှာရှိတာကြောင့်တင်းမောနဲ့လုံးဝစိုက်ကက်လို့မရပါဘူးရဟန်းရင်နဲ့သာသွားလို့ရပေမဲ့အန်ဒီရဲ့ကကြီးပါတယ်တချင်းကကျောင်းသားမှာလျောဝဲစံကြဲတဲ့အသက်ကလေးတစ်စင်းတွေ့ခဲ့ရပြီမဲ့လူတွေကိုတော့ရှာမတွေ့ခဲ့ပါဘူး။နံပါတ်9 Giant Target နေဝါဒတဲကန္နာရတဲ့မှာတွေ့ရတဲ့အေယာမပြည့်မတ်ကတော့ပေတထောင်ကျော်ကျဲဝန်းပြီးတော့ပေတထောင်ကျော်ကျဲဝန်းပြီးတော့အနီးဆုံးမြို့နဲ့23မိုင်ဝေးပါတယ်ဘလို့လောက်ခဲ့တယ်လဲဆိုတာကိုပြတဲ့စာရန်တရားကျွင်းကြံနေမရှိပေမဲ့ဒါဟာ American စစ်တပ်တက်စင်မှုဖြစ်ဖို့များပါတယ်နျူကလ িয়ার ဘုံးဆက်တပ်ဖို့လေရင်တွေဒုံးကျည်ပြည့်လေးခြင်းဖို့ဒါမှမဟုတ်ဂျိုးတူတွေချိန်ညှိဖို့ဖြစ်နိုင်တယ်လို့သီအိုရီမျိုးမျိုးရှိနေပေမဲ့စစ်ဘက်ကန်တဲ့ area တွေမှာရှိနေတာကြောင့်အနီးကပ်မြင်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူးနံပါတ်1ဒူဇန်တော်လိုင်းများ တရုတ်နိုင်ငံဂိုဘီတဲကန္နာရာထဲမှာလင် Google App သုံးဆွဲသူတွေဟာလေဝဲစမ်းကြည့်ပြီးတော့ထူးဆန်းတဲ့ line တွေကိုတွေ့ရှိရပါတယ်။2005ခုနှစ်မှာပေါ်လာတဲ့ဒီ line တွေဟာတမိုင်ကျော်ရှိလျားပြီးတော့အနီးနားမှာလည်းကိုမိုင်ဒီပါရှိလျားတဲ့ခြေရာကန်လက္ခဏာတွေနဲ့စေတူတဲ့ line တွေရှိနေပါတယ်။ဒါပြင်ဇဝိုင်းပုံစံစီစဉ်ထားတဲ့အရာဝိထုတွေရဲ့အလဲပုံမှာတိုက်လေရင်တွေကိုပါတွေ့ရတာကြောင့်စေဘဆိုင်ရာနေရာဖြစ်ပေါ်များပါတယ်ဒီ line တွေဟာဒုံးကြီးပြည့်ခတ်မှုအကျိုးတက်ရောက်မှုကိုတိုင်းတာဖို့တချို့ drone တွေဒါမှမဟုတ် ်စောင့်ကြည့်ကြိုးတို့တွေချိန်ကြီးဖို့အသုံးပြုတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ဒုံစားတိုင်းတရုတ်ဆိုရရဲ့လေးဝတ်မှုကြောင့်အပြည့်မှန်ကိုတော့သိနိုင်ဖို့မရှိပါဘူး။နံပါတ်9အစုံးမဲ့ဝင်ပေါက်ကယ်လီဖိုးနီးယားအရှေ့ပိုင်းတဲကန္တာရာထဲမှာတွေ့ရတဲ့ Infinity Portal ဆိုတဲ့ထူးဆန်းတဲ့ပုံသဏ္ဍာန်ကလေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးအစိုးရရဲ့လေးဝတ်ပေါ်တဲ့ဖြစ်နိုင်တယ်လို့တချို့ကယုံကြည်ပါတယ်။ဒါပေမဲ့သူမင်းသားကလေကိုကြည့်ပြီးတော့စစ်တက်အတွက်ရေနေပြတ်မှတ်လေးချင်းရဲ့အတွက်အသုံးပြုတာဖြစ်နိုင်တယ်လို့အရင်မှတ်သိနေပါတယ်။နံပါတ်10ရေခဲနေသောအကြောင်း အနာဒီကတိုက်ကန်ရန်အနီမှာ Google အသုံးစွဲသူတို့ကပေလေးရရှိလျားပြီးတော့ရေခဲဖုံးနေတဲ့တင်မော်ဒစင်းနဲ့တူနေတဲ့အရာကိုတွေ့ရှိခဲ့ပါတယ်။ဒါရေခဲတော့တတ်တာလားတကယ်ပဲတင်မော်ဒစင်းလားဘယ်သူမှတော်မစစ်နိုင်သေးပါဘူး။အနာဒီကခွင့်ပြုချက်မရှိဘဲနဲ့တွာလာခြင်းကတရားမဝင်တာကြောင့်ဒီလိုပဲချက်ကိုမကြခင်မှာအပြည့်တိရဖို့ခက်ခဲနေပါဦးမယ်။နံပါတ်၁ပျောက်ဆုံးသွားတော့လေရင်2014ခုနှစ်မှာပျောက်ဆုံးသွားခဲ့တဲ့မလေးရှားလေလိုင်းလေရင်ကိုကမ္ဘောဒီးယားတောနယ်ကြီးထဲမှာတွေ့ရှိခဲ့တယ်လို့2024ခုနှစ်မှာလန်ဝေဆန်က Google App ကနေတွေ့ရှိခဲ့ပြီးယုံကြည်ခဲ့ပါတယ်။သူနဲ့သူညီတို့ဟာလေရင်ကိုသွားချာခဲ့ပေမဲ့တောနဲ့ရဲ့ NDA များမှုကြောင့်ပြန်လည်ခဲ့ရပါတယ်။အနာပိုင်တွေကအပြည့်စည်တွေကိုတခြားနေရာတွေမှာတွေ့ရှိခဲ့တာကြောင့်ဒီလေရင်မဟုတ်ဘူးလို့ယူဆခဲ့ပေမဲ့ဒီပျောက်ဆုံးလေဟာပေ942ရှိတဲ့ Boring 777ဖြစ်ပြီးတော့ကမ္ဘောဒီးယားတော်တဲကလေရင်နဲ့အနည်းဆက်ဆုံးကိုက်ညီနေပါတယ်။အန်ဒီယံများတဲ့နေရာမတ်တမ်းမတင်ထားတဲ့လေရင်ဒစင်းပိတ်မိနေတာကလေဈေးမချမ်းမြေစရာပါ။နံပါတ်7 Eye of the Sahara မော်ရီတေးနီးယားနိုင်ငံမှာတွေ့ရတဲ့ Sahara မျိုးလုံးကလည်းအံ့ဩစရာပါ။ မိုင်30ကျယ်ဝန်းတဲ့ဒီပုံသဏ္ဍာန်ဟာမျိုးလုံးတစ်လုံးနဲ့တူပြီးဘာကြောင့်ဖြစ်ပေါ်ခဲ့တယ်လဲမသိရပါဘူးအာဂါသကနေတော့မြန်နိုင်ပေမဲ့ကမ္ဘာပေါ်မှာအပူဆုံးနေရာတွေတဲကတခုဖြစ်တဲ့ဆာဟာရာတဲမှာရှိနေတာကြောင့်လက်တွေ့သွားရောက်သူနေပါတယ်ဒါဟာအေယာမမီးတောင်ဝဖြစ်နေတယ်လားသီအိုရီထုတ်နေကြသေးပါပဲနံပါတ်7အေယာမချီယာနောက်ဆုံးအနေနဲ့အမေရိကန်နိုင်ငံယူတာပြည်နယ်မှာတွေ့ရတဲ့အေယာမချီယာလို့ခေါ်တဲ့ဂျောက်ကမကြီးကလည်းအေယာမချီယာတခုနဲ့ဆင်တူနေပြီးအာဂါသကနေမြန်နိုင်ပါတယ်ဒီနေရာကိုသွားဖို့ဆိုရင်လေးရကြာအန်ဒီရဲများတဲ့တောင်တက်ခီးကိုသွားရပါတယ် ုတ်တရက်ရေကြီးမှုနဲ့မြေပြိုမှုတွေဖြစ်လေရှိပြီးကယ်ဆယ်ရေးလုပ်ဖို့ကလည်းမဖြစ်နိုင်လောက်ခက်ခဲတာကြောင့်တွားရောက်ဖို့ဆိုတာတကယ့်ကိုအသက်ဆုံးရမယ့်အခြေအနေပါဒီနေ့ဗီဒီယိုလေးကတလောက်ပါပဲဒီလိုပဲစမ်းကြည့်တဲ့နေရာတွေထဲကဘယ်နေရာကစိတ်ဝင်စားဆုံးဖြစ်တယ်လို့ထင်ပါတယ်လေအဆုံးထိကြည့်ရှုပြီးလို့ဂျေဇုတင်ပါတယ်